ิสยောက်ลาเมนูเตียวตุตองชะออนชูยะดีกาเลยมาไดปั่วเมซุโลชิยอีโมเยดีสกาปฐมาซงกาပြတော့ကအချိန်လိုမျိုးတောင်အဲ့လောက်နီးပါအောင်မိုင်ပေါ်ပြန်ပြီးရင်ခုံစိတ်လှုပ်ရှားပါတယ်တင်တင်ဆိုးဆိုတဲ့မိမသူများကြောက်တာနည်းနည်းလေးမှခံချင်တာမဟုတ်ဘူးအဲ့ဒီမိမရောကတက်ပြစ်ချင်အဲ့ဒီမိမရောကရပ်ပေါင်းရဲအမ်ဘဘီဒီဟောရော အဲ့ပါဒါတော့ဘယ်လိုအကျွေးမကုံသေးဘူးဖြည်းဖြည်းချင်းခွဲဆက်နေတာပေါ့နော်ရှင်သားမင်္ဂလာဆောင်ပါရှင်တို့ကတံမိုးမရှိရည်စင်ပေးထားတာပေါ့နင်ဘာစကားပြောလဲခါကမှာပရိသတ်တရားတော့ဒါအပြောသဘောနဲ့နှောက်တာပေါ့နော်မနေ့ကအမှဆို comment တွေပါတွေ့ရဒီလင်မီကဘာလို့ခုတတိအကျွေးမကြေနိုင်ကြသေးတာလဲနဲ့အဲ့လိုမျိုးအများကြီးတွေ့ရပေါ့နေစမ်းမအောင်လေသူတို့ကဘာလို့လို့အဲ့လောက်အကျွေးတွေများနေကြရလဲပေါ့ဆိုတော့အဓိကတော့အကျွေးဘက်ကိုစပြထားလို့ပေါ့နော်ဆိုတော့ အဟိုလုံးဝအဝတ်တထည်ကိုတခုနဲ့အဲ့လိုမျိုးဖြစ်သွားလို့ဒီဘဝကိုတုံညာနေပြန်ဆရာအချိန်မှာဒုက္ခတွေရောက်ကြတော့အဲ့လိုမကြည်သေးရပါလို့ကြည်သွားမှာပါပြီဟုတ်အဲဘလောက်ထိအဲအားရကြည်နေမှုရှိလဲဆိုတော့ရေမို့ကိုလုံးရမဲ့ဒီဇက်ကောင်ဇိုက်ပေါ်မှာတော့အကောင်းဆုံးအမ်တာဝန်ကြည်အောင် အကခမဖြစ်အောင်ပေါ့နော်ဒီကကခမရဲ့ character ကိုပဲရေမို့စိတ်နှစ်ထားပြီးတော့ကခမသည်စိုးရဲစွာရဲစစက်ကျဲဆက်ဆက်ထိမခံကိုတချက်လာထင်သုံးလေးချက်လောက်ပြန်ထိအောင်လှုပ်လိုက်ရမှအဲ့လိုမျိုးကျဉ်တ်တဲ့လူမျိုးဖြစ်တယ်ဆိုတော့သူကိုသူသူ character ဖြစ်အောင်အဲ့လိုဟိုလိုဘယ်အရာမှသူအလိုမကြဘူးအဲ့လိုမွန်ကျက်တဲ့အဲ့လိုမျိုး character ဖြစ်အောင်လို့အကောင်းဆုံးစူးစမ်းထားပါတယ်အဲ့တော့အတိမတ်ပြုပေးကြရဲချစ်ပေးကြရဲ အဲလိုအပ်တာတွေလည်းပြုပြင်ပေးဖို့ဟိုပြုသဘောအနေနဲ့ပြောပြချရတဲ့ပရိသတ်တွေကိုလည်းအဲကျေးဇူးတင်ပါတယ်လိုအပ်ချက်တွေကိုလည်းနားလည်ပြီးကြည့်ပေးကြလို့လည်းကျေးဇူးတင်ပါတယ်။နင်နောက်ထပ်ရင်ခိုင်းငါရဲ့လောက miss ရောက်လာမယ်လို့တရားဟုတ်သူတောင်ရှာအောင်ယူပြအဲရေမောကဒီကားမှာဘယ်လောက်ထိသွားမလဲဆိုတော့အသက်40လောက်ထိသွားမှာပါဆိုတော့ကလေးလေးကြီးလာတဲ့အထိကိုသွားမှာဖြစ်တဲ့အတွက်ကြောင့်မို့အဲ့ထိပါချိန်ရပြီးတော့အဲ့အဆဆုံးမှာကိုကိုပဲ ိုတွေပဲဒီငယ်ဘွားဆိုလို့ကလေးတယောက်ဆောင်မဟုတ်ပဲနဲ့ကိုတွေပဲတယောက်ဆောင်ရဆိုလေ character အနေနဲ့လဲစွာလဲစွာရမယ် body name ဆိုလဲတစ်ချိန်တည်းမှာပြန်လဲစွာနိုင်ရမယ်ဒါပေမဲ့ငယ်ငယ်တဲ့ဖြစ်သွားတဲ့ကြောင့်မို့လို့ဒီငယ်ဘဝစေတန်းမှာစွာပုံစွာနီးနဲ့ဒီဘယ်လိုခေါ်မလဲဒီအသက်ကြွယ်ကြပြီးအိမ်တော်ကြပြီးဒီအကျိုးကြီးပတ်လဲဝိုင်းနေတဲ့အချိန်ဒီ blogger တောင်ရင်ဆိုင်နေရတဲ့အချိန်ကလေးတယောက်နဲ့ဟို ချိန်မှာဒေါ်တင်တင်ဆိုးကိုစွာပုံစားနေနေကိုလည်းမတူအောင် character ကိုလည်းချိန်ရသေးတယ်။ဒီကအပြည့်တော့နောက်တစ်ခါကိုတယောက်တည်းတော့လည်းမဟုတ်ဘူးပေါ့။ကိုတယောက်တည်းသွားပြောင်းနေဆိုတာတဲ့အားလုံးကပါဝင်တဲ့ဥမာ actor တီဟာဦးဆိုလည်းတီဟာဦးနဲ့ဒေါ်တင်တင်ဆိုးဆိုလည်းသူကလင်းလေးစေတန်းမှာသူဘလောက်လောက်အသက်ကြီးွားချိန်မှာဘလောက်လောက်အဲ့လိုမျိုးဟာဟာတဲ့အများကြီးတိကျတိုင်မြင်ပြီးတော့လောက်ရပါတယ် character ကူးပြောင်းနေဘူးပေါ့နော်။တင်တင်ဆိုးဆိုတဲ့မိန်းမသူများတော့နည်းနည်းလေးမှခံချင်တာမဟုတ်ဘူး။အဲ့ဒီမိန်းမယူကတက်ပြစ်ချင်တယ် ီကားလေမန္တန်ပြောရမယ်ဆိုလို့ရှင်ဒီမိုးရဲ့ဒီဇက်ကားပထမဆုံးကားပြတော့ကအချိန်လိုမျိုးတောင်အဲ့လောက်နီးပါးအမိုင်ပေါ့ပြန်ပြီးရင်ခုံစိတ်လှုပ်ရှားပါတယ်ဆိုတော့ဒီဟိုမင်းကလေးမင်းကလေးမျိုးသမီးနှစ်ယောက်ရဲ့ဒီထိုက်တိုက်တွေ့ရတဲ့ဇက်လိုမျိုးဖြစ်တယ်ပြီးတော့အာဟိုဒီ character အရင်လဲတာဝန်ကြီးရယ်ဟိုတစ်ချိန်တည်းမှာလဲတနာစရာမြေကတ်စရာကောင်းနေရတယ်ချိန်တည်းမှာလဲသူ့ကိုကိုချင်းစာမိပြီးနည်းနည်းဘယ်လိုပြောမလဲသူ့ဘဝခက်ခဲတယ်ဆိုရဲဟာမျိုးလဲပြနိုင်ရမယ်ပေါ့နော်အဲ့လိုမျိုးဟာဆိုရင်ဟုတ်ကဲ့ challenge challenge အရင်ဖြစ်ပါတယ်ရှင်းတာမင်္ဂလာဆောင်ပါရှင်တို့ကတန်ဖိုးမရှိရရင်စင်ပေးထားတာပေါ့နင်ဘာစလာပြောလဲခက်ခက်မအမ်ဘဘီဒီရမယ်ပြောအဲ့ဘာဒါတော့ဘယ်လိုအကျွေးမကုန်သေးဘူးပေါ့ဖြည်းဖြည်းချင်းခွဲဆက်နေတာပေါ့နော်အဲ့လိုပဲ ြောရမှာပေါ့ပြီးတော့နောက်တစ်ခါကဘာလဲဆိုဒါကကြတော့ဇက်အရာဆိုလို့ရှိရင်ဒုက္ခရောက်နေတဲ့ဟာကိုအရင်စပြထားတော့ဘာကြောင့်အကျွေးကြီးဆက်လို့မကုန်သေးလဲဆိုတာဒီနောက်ထပ်မှာအဲတသက်စပြီးကိုယ့်အကိုခွင်းနေချိန်မှာရေမုံကအဲနည်းနည်းလေးစိုးတဲ့ခါကျတော့စိုးတဲ့ခါကျတော့အာတခြားဒီ ဘယ်လိုပြောမလဲအမားယွင်းနေပေါ့နော်ပတ်စံလှုပ်တဲ့နဲ့အရာလေးလှုပ်လိုက်လို့ဟိုပို့ပြီးကုံသွားတယ်တကယ်ဟာမှဆိုလဲတရားဦးကအထုပ်တီထန်းအဲ့လိုမျိုးပြီးတော့အဲ့လိုဇက်ထဲမှာအဲ့လိုလေးပါရပေါ့ဆိုတော့မကြည်နိုင်ဘူးပေါ့နော်အကျွေးကအဲ့လိုမျိုးပေါ့အဲ့လိုလေးပါသူကလည်းပြန်နှောက်ကြဒေးပေါင်း900ဆော့ချီတာပေါ့ဆော့ချီရှိနေလားနော်ပါခင်ဗျာရန်ဆိုးပါမောမလုပ်ပါနဲ့ဘာလို့တကုတ်ကုတ်ဆိုကျမပဲရန်လုံးလုံးနေကြရလဲဟဲ့ ငါနင့်ကိုတမင်သက်သက်ရန်လိုနေစရာအကြောင်းဘာမှမရှိဘူးပရိသတ်တွေကတော့ဒါအပြောသဘောနဲ့နှောက်တာပေါ့နော်မနေ့ကအမှဆို comment တွေပါတွေ့ရဒီလင်မီကဘာလို့အခုတတိအကျွေးမကြေနိုင်ကြသေးတာလဲနဲ့အဲ့လိုမျိုးအများကြီးတွေ့ရပေါ့နေစမ်းမအောင်လေသူတို့ကဘာလို့လို့အဲ့လောက်အကျွေးတွေများနေကြရရလဲပေါ့ဆိုတော့အဓိကတော့အကျွေးဘက်ကိုစပြထားလို့ပေါ့နော်ဆိုတော့အဲဟိုလုံးဝအဝတ်တထည်ကိုတခုနဲ့အဲ့လိုမျိုးဖြစ်သွားလို့ဒီဘဝကိုတုံ့ညံ့နေပြန်ဆရာအချိန်မှာဒုက္ခတွေရောက်ကြတော့အဲ့လိုမကြေသေးရပါလို့ ကြည်သွားမှာပါပြီဘာလို့တိုးရင်းမောင်းလဲဒီမှာအတူအရင်ထက်တောင်များနေပြီလေဒီဘက်ဆိုင်ရာကိုကျမတို့ဘယ်လောက်ရှာထားလဲရောသိလားအမမရစင်းနေရတော့အများကြီးပဲအဲ့ဒီထမေလျှော်ရဲစင်းနေရောပြီးတော့အဲ့ဒီဟိုလေသေးပောက်တာမဟုတ်ဘူးဆိုပြီးရေမက်ကြီးရေနဲ့ပတ်လိုက်လို့သေးလာပေါက်တယ်လို့အဲ့လိုပြောရဲစင်းနေရောအဲ့လိုအဲ့လိုမျိုးစင်းနေအများကြီးပါပဲနောက်ထပ်အဲထက်လာမယ့်စင်းတွေလည်းအများကြီးရှိပါသေးတယ်။နင်လိုလမ်းမေးသေးပေါက်အကြာတော်မျက်ပေါက်မဟုတ်ဘူး။သေးပေါက်တော့မဟုတ်ပါဘူးဆိုနေမှာ ခက်ခဲမှနေရာကိုကိုခံစားမိသလောက်ဆိုလို့ရှိရင်တော့အဲဘယ်လိုပြောရမလဲဆိုလို့ရှိရင် तू ကအဲဒီဟွာယောက်ျားလေးရဲ့အိမ်ဘက်ကိုမကြည့်နဲ့ဘူးသူတို့ကဘာမှမထောက်ပံ့ဘူးဆိုပြီးတော့ဒါတားရှင်ဖြစ်ပြီးတော့ဘာမှမလုပ်ပေးဘူးဆိုပြီးတော့အဲ့လို သူ့တော့မှတစ်ခုတစ်ခွက်နဲ့ဘောအဲ့လားသူလာတောင်းလို့သူကမကြေနပ်တဲ့အရာမျိုးဖြစ်နေတော့သူဒါကိုတေးပြီးတော့သူတို့ဘက်ကထောက်ပံ့မှုတာဝန်ရှိရဲဆိုပြီးတော့ကလေးကိုအဲ့လောက်လူချင်းလားအဲတကယ်တော့ကလေးကိုပေးချင်လို့မဟုတ်ဘူးသူကရောင်စားရတယ်ဆိုတဲ့အဓိပ္ပာယ်တော့ဖြစ်သွားတယ်ဒါပေမဲ့တောင်းလူချင်းလားလူချင်းတယ်ဆိုလို့ရှိရင်အာ အဲ့လိုနင်တို့ဘက်ကထောက်ပတ်ဖို့တောင်းရှိဒါဘေးဆိုတဲ့သဘောမျိုးနဲ့လှုပ်လိုက်တာလို့ရေမုတ်ခံစားပြီးရဲ့အဲ့တော့ဒါပေမဲ့တကယ်မြင်မှာတော့ကလေးကိုဟိုပတ်စံနဲ့လဲပြီးရောင်းစားရဲဆိုတဲ့အထိပ်ပဲဖြစ်သွားဘူးဒါတော့ခက်ခက်မှအနေနဲ့ဆိုရင်သူဟိုအပြစ်မှာဆိုရင်ကွာကိုအရန်ချစ်တဲ့ကလေးလေးကိုဘယ်နည်းနဲ့ပဲဖြစ်ဖြစ်အဲ့လိုဟိုအဲ့လိုပေးလိုက်ဖို့ဆိုတာခက်ခဲမှာပဲအဲ့ဆိုတော့တချို့အရာလေးမှာခက်ခက်မှာ မားတာတွေလည်းအများကြီးရှိသလိုခက်ခက်မှာခက်ခက်မှာကောင်းတာတွေလည်းရှိရမကောင်းတာတွေလည်းရှိရပေါ့အဲအဲ့လိုမျိုးပေါ့ဆိုတော့အဲအဲ့လိုမျိုးစိတ်နဲ့ကြောက်ခက်ခက်မှာလှုပ်လိုက်တယ်လို့တော့ဒီမှာအပြင်လူတယောက်အနေနဲ့တော့အဲ့လိုခံစားမိရဲ့ဒီငွေတွေပေးရမှာမယ်နင်ငါကလေးကိုရမယ်လို့ထင်နေတာငါရောလက်ခံမယ်လို့နင်ထင်နေရတယ်မနေ့ကစင်ပါဆိုလို့ရှိရင်အဲ तू ခက်ဟိုကမနှွယ်ကပတ်စံလာပေးပြီးရောအဲလာလုံးဝလာမပတ်သက်ဖို့ပြောလိုက်ပြီးစာချုပ်စာရမ်းနဲ့ပါ तू ကလှုပ်လိုက်တာဆိုတော့နောက်ပိုင်းက ဲ့လိုမျိုးခင်ဗျာမပတ်သက်ရတော့နောက်တယောက်ထပ်မွေးမလားမသိဘူးဒါတော့ကိုယ်စံညွန်းတော့